ခိုင်နေဝေအစာရှက်လို့ရှာထက်နယ်ကိုငွေ330အစာထိုးထည့်ပေးခြင်းနဲ့သူပေါ်လာခဲ့ပြည်သမ ्या လုံးမဲမင်္ဂလာပါယခုရက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ကိစ္စတစ်ခုဖြစ်တဲ့ငွေ330နီးပါးမှားလွဲမှုဟောင်းပြည်သက်တွေများစွာကိုအံ့ဩခံပြင်းမှုတွေပေါ်ပေါက်လာစေခဲ့ပါပြီဒီအထက်မှာပိုပြီးခံပြင်းမိတဲ့အကြောင်းအရာဟောင်းမြမပြည်မှာတနိုင်ငံလုံးကပြည်သူတွေယုံကြည်အားကိုးရတဲ့ပရိဒ်မိခင်ကြီးဖြစ်တဲ့ခိုင်နေဝေကြောင့်ပဲဖြစ်ပါတယ် မင်းသမီးလောကကနေ bright သမားတယောက်ဖြစ်လွန်ခဲ့တဲ့9နှစ်ခရဲကပြောင်းလဲလုပ်ကင်လာခဲ့ပြီးလူတွေရဲ့ယုံကြည်မှုကိုရရှိလာခဲ့တာပဲဖြစ်ပါတယ်။အခက်အခဲမျိုးမျိုးကိုအချိန်မရွေးအများနဲ့ကြုံနေခဲ့ရတဲ့မြန်မာပြည်ဟာခိုင်နှင်းဝေလို့အနုပညာရှင် bright သမားတွေကိုတိတ်ပြီးယုံကြည်ကြပါတယ်။ဒါကြောင့်ခိုင်နှင်းဝေဟာလည်းအချိန်ခဏအတွင်းမှာပြည်သက်တည်းရဲ့ယုံကြည်မှုကိုရခဲ့တာပဲဖြစ်ပါတယ်။ ခိုင်နေဝင်ဟာကပ်ဘေးတွေကိုကုညီတဲ့ brighter ကနေမိဘမဲ့ကလေးတွေကိုကုညီဆောင်လျှောက်တဲ့အလုပ်ကိုလုပ်ကင်ပြီး brighter ခေါဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ခိုင်နေဝင်ခေါဖွင့်ခဲ့ကမြမပြမရှိတဲ့ရင်ခွေမဲ့ကလေးတွေကိုခေါ်ယူပြီးကုညီဆောင်လျှောက်နေခဲ့တာဖြစ်ပါတယ်။ အလှူရှင်တွေနဲ့ဖွဲ့စည်းပြီးကလေးလေးတွေကိုခွန်ယူကအခြားဘယ်ကရာနဲ့မှမတူတဲ့ထောက်ပံ့မှုပုံစံမျိုးစုံနဲ့ပြောထောင်နိုင်ခဲ့ရပဲဖြစ်ပါတယ်။ဒါပေမဲ့မင်းသမီးခိုင်နင်းဝေဟာပရိုက်တာလုပ်ပြီးနောက်ပိုင်းမှာပုံစံတွေပြောင်းလဲလာခဲ့ပြီးသူမရဲ့အစဉ်တန်းတွေပါပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။တာမန်လူတန်းစားတွေမသုံးနိုင်တဲ့အသုံးဆောင်တွေပါသုံးလာနိုင်ခဲ့ပြီးပိုင်ဆိုင်မှုတွေလည်းတိုးတက်လာခဲ့တာဖြစ်ပါတယ်။ပရိုက်တာလုပ်ပြီးမှပို့ပြီးထောက်ပြောင်းလာခဲ့တဲ့မင်းသမီးခိုင်နင်းဝေကိုလူတွေကတန်တရားတွေဝင်နေခဲ့ပေမဲ့သူမရဲ့လုံရက်တွေဟာဂုံယူဖို့ကောင်းနေသေးတဲ့အတွက်ပရိုက်တာတွေကတိတ်ပြီးဝေဖန်မှုတွေမပြုတ်လောက်ခဲ့ ေးပါဘူး။ဒါပေမဲ့အခုအခါမှာတော့မင်းသမီးခိုင်နှင်းဝေရဲ့ bright ငွေတွေအလွဲသုံးစားပြုလုပ်မှုဟာအမှန်ဖြစ်နေမလားဆိုတဲ့တန်တရားကလူတွေကိုပို့ပြီးမှန်ကန်နေကြအောင်ပြုလုပ်နေပြီပဲဖြစ်ပါတယ်။သူမစီမှာငလျင်အတွက်အလှငွေလွှဲပေးခဲ့ဘူးတဲ့မျိုးသမီးရှာထက်တွေဟာသူမရဲ့လုပ်ငန်းသုံးငွေသိန်း30ကိုမင်းသမီးခိုင်နှင်းဝေရဲ့အကောင့်ထဲမှားပြီးလွှဲမိတာပဲဖြစ်ပါတယ်။ဒါကြောင့်မင်းသမီးခိုင်နှင်းဝေကိုငွေလွှဲမှားမိကြောင်းပြောကြားပြီးငွေကိုပြန်ပေးဖို့တောင်းဆိုနေခဲ့တာပါ။ဒါပေမဲ့မင်းသမီးခိုင်နှင်းဝေဘက်ကငွေသိန်း30ကိုပြန်လွှဲပေးဖို့ကိုအကြောင်းပြချက်အမျိုးမျိုးရှာပြီးပြန်မ ပေးပဲကြံ့ကြောင်ပြုလုပ်နေကြတာဖြစ်ပါတယ် ငွေမလွှဲမိတဲ့အမျိုးသမီးဟာသမဘက်ကနေတောင်းသမျှဆောင်ရွက်စာတမ်းတွေအကုန်ကိုမင်းသမီးခိုင်နေဝေစီကိုပြခဲ့ပါတယ်။ဒါပေမဲ့ပတ်စံကိုပြန်မလွှဲပေးတဲ့အပြင်အเจ้าယာရီကိုပို့ဆိုးစေပြီးနေပြည်တော်ထိပါတက်မယ်လို့ချိန်ချောက်တဲ့စကားတွေပြောနေကြတာဖြစ်ပါတယ်။တနိုင်ငံလုံးအတိုင်းတာနဲ့အလှငွေတွေကိုသိမ်းဆည်းနေရတဲ့သူဖြစ်တဲ့မင်းသမီးခိုင်နေဝေကငွေသိန်း30ကိုအလှငွေအတွက်လည်းမဟုတ်ဖဲနဲ့ပြန်မပေးနိုင်တာဟာအတော်ကိုသရုပ်ပြတ်တဲ့လုပ်ရပဲဖြစ်ပါတယ်။စီစမှုမရှိပဲအချောင်းမျိုးမျိုးပြပြီးသူတို့ဘိုင်းရဲ့ချွေးနှဲစာကိုလိမ်ယူသလိုဖြစ်နေခဲ့တဲ့မင်းသမီးခိုင်နေဝေအစာရှက်လွန် ုံးလို့ငွေသိန်း30မှောင်းလွှဲမိတဲ့မိန်းကလေးကိုတနာတဲ့အတွက်ဆိုင်ကယ်ဝက်ရှော့ဆိုင်ဖွင့်ထားတဲ့တထေးကြီးကခိုင်နေဝေအစားစိုက်ရှင်ပေးပြရစီလို့တောင်းခံလာခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီကိစ္စမှာမဆိုင်တဲ့သူတွေကိုဆွဲမထည့်ခြင်းတဲ့အတွက်ခိုင်နေဝေသားအမားကိုဝန်ခံပြီးငွေပြန်လွှဲပေးမှဒီကိစ္စကပြီးမှဖြစ်တယ်လို့ဆိုနေကြတာပဲဖြစ်ပါတယ်။ ငွေ330ဆိုတာခိုင်နေဝေရပတ်ဆိုင်တလုံးစားတော့မရှိတဲ့ပမာဏပဲဖြစ်ပါတယ်။ဒီလောက်ငွေပမာဏနဲ့တိတ်ခါကိုလဲလဲမလားဆိုတာကတော့ခိုင်နေဝေရနောက်လုံးမဲ့လောက်ရက်ပေါ်မူတီတာဖြစ်တဲ့အတွက်ဘေးကလူတွေတောင်သူမအစာရှက်လို့အစာထိုးဖြစ်ရှင်းပေးခြင်းကြောင့်ပြောလာကြတဲ့ပုံဘရဒတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်တို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။